အားလုံးမင်္ဂလာပါခင်ဗျာဂျေးတန်ရီကနေပြန်လဲကြိုဆိုပါရယ်အခုကျွန်တော်ကြည့်နေတဲ့ကြောက်လေးကတော့ကျွန်တော်တို့ခန်းတီးကြောက်လေးဖြစ်ပါတယ်ဒီကြောက်လေးကိုမနက်ခင်းပိုင်းမှာကျွန်တော်ဒါလေးတွေ့ရတဲ့စိတ်ဝင်စားတော့ကျွန်တော်ဒီမှာဈေးလေးပေးလိုက်တယ်ပေါ့ဗျာနော်အပရမတ်တခါတော့ကျွန်တော်ဒါတသိန်းနဲ့ဈေးပေးတာဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ဒါပထမဆုံးတသိန်းနဲ့ဈေးပေးနေတာလေးကိုကျွန်တော်တိတ်စီးနေတာဖြစ်ပါတယ် နောက်ပိုင်းတော့တသိန်းနဲ့မရဘူးဆိုတာနဲ့ဆွဲတာနဲ့ကျွန်တော်တသိန်းခွဲအထိပေးပြီးတော့မှပွဲက1000နဲ့တသိန်း6000နဲ့ဝယ်ယူတာဖြစ်ပါတယ်အဲ့တော့ဒါတော့အခုကျွန်တော်ဒါဒုတိယတစ်ခေါက်မှဟာလာစီးပြီးတော့မှဒုတိယတစ်ခေါက်မှဟာလာတသိန်း6000နဲ့ရပြီဆိုပြီးတော့မှဒါကြောက်လာယူနေတဲ့အချိန်ပဲဖြစ်ပါတယ်ဒီညလေးမှလည်းပဲကျွန်တော်မနက်ခင်းဝိုင်းဆိုလို့ရှိရင်အခုလိုလေးဟာလာအခင်းဝိုင်းပတ်ပြီးတော့မှကြောက်လေးဝယ် ကြောက်လေးဝယ်လေးရှိတာဆိုတော့ကျွန်တော်ကကြပြားလေးတခုရှိတယ်ဗျာကျွန်တော်ကြပြားလေးเนาะအဲ့ဒါလေးကပါလဲဆိုတော့နက်နက်လင်းတိုင်းအခင်းဝိုင်းမှာ ကြောက်ရှာဝယ်တီဂျိတ်တန်ရာကြီးတယ်ဗျာเนาะเนาะအဲ့တော့မနက်ခင်းတိုင်းမနက်ခင်းတိုင်းမှာကျွန်တော်ကြောက်ရှာဝယ်တယ်ပေါ့ဗျာအဲ့တော့အဲ့လိုလေးဟလာတသိန်း6000တောင်းနဲ့ဝယ်ယူလာတဲ့ဒီကြောက်လေးကိုအခုဆိုရင်တော့ကျွန်တော်အိမ်မှာဖြတ်ကုန်ရဲ့ရှိမှာဒါလေးကိုဖြတ်မှာဖြစ်ပါတယ်အခုဖင်ဘက်မှာမြင်နေရတဲ့ အခုဒိုင်းကြည့်လို့ရှိရင်ကျွန်တော်တို့ကအနှိလိုသဘောမျိုးလေးပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကကျွန်တော်တို့ကကစွန်ပန်လေးဖြစ်ပါတယ်အနှိလိုမခေါ်တော့ဘဲနဲ့ဒီနေရာမှာကျတော့ကျွန်တော်တို့ကကစွန်ပန်လေးဖြစ်ပါတယ်အဲ့တော့ကစွန်ပန်မှာလည်းပဲကျွန်တော်တို့ကပန်းအစိုးနဲ့အချောက်ဆိုပြီးတော့မှနှစ်မျိုးရှိတဲ့အခါမှာအခုဒါလေးကတော့ပန်းအစိုးလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လဲကျွန်တော် ကြိုက်ပြီးတော့မှဈေးပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုအခုကြောက်ကြည့်နေတဲ့အခြေအနေလေးကိုပေါ့နော်ကိုကအသေးစိတ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ တင်တန်းတက်เสียတော့မလိုပါဘူးဗျာနော်ကျွန်တော်ဂျေးဒယ်ရီတင်တန်းလာတက်ပါလို့ကျွန်တော်မတိုက်တွန်းခြင်းပါဘူးအဲ့တော့ဒီမှာပန်းအစိုးလေးပေါ့ဗျာနော် ကစွန်းပန်းလေးနည်းနည်းများနေလို့ရှင်လဲတိတ်မကြိုက်ဘူးဗျာအဲ့တော့ကျွန်တော်ကဒါလေးကိုနည်းနည်းအဲ့ဒီများနေတဲ့ပန်းလေးကိုကျွန်တော်ဖြတ်ထုတ်ပြီးတော့မှတချို့တဝက်ကိုဖြတ်ထုတ်ပြစ်မှဖြစ်ပါတယ်အဲ့တော့ဒီမှာခန်းဒီကဲဆိုလို့ရှင်များတော့ဖြစ်တော့ကျွန်တော်တို့ကအနာပါတယ်ပေါ့ဒီကဲကိုတော့ကျွန်တော်ကအနာလုံးတယ်ဆိုပြီးတော့မှဒါကိုဝယ်တာဖြစ်ပါတယ်တကယ်လို့များ အဲဒီကောင်ကအနာပါနေမယ်ဆိုရင်တော့ကျွန်တော်တို့ line နဲ့ပေါ့နော်ကျွန်တော်တို့ line နဲ့မရပါဘူးအဲ့တော့ဒီမှာကျွန်တော်ရေဆွတ်ပြီးတော့မှပြတယ်အနာလုံးနဲ့အနာကိုကျွန်တော်ဟိုကြောက်သမားစကားနဲ့ပြောရင်တော့ကြောက်အနာကိုခေါင်းတယ်ပေါ့ဒီကမှာအနာမပါလောက်ဘူးလို့ကျွန်တော်ကယူဆတယ်ပြီးရင်ဒါလေးကိုလည်းပယ်ကြီးတပွင့်ထုတ်မယ်လို့လည်းယူဆတယ်ခုနကပန်းချားနေရာကိုလည်းအများကြီးမကြိုက်လို့နည်းနည်းဖယ်ထုတ်မယ်ဆိုပြီးတော့မှဒီလိုမျိုးလေးယူဆချက်လေးနဲ့ဒါတသိန်းခွဲနဲ့ပွဲက1000 1600နဲ့ဝယ်ယူတာဖြစ်ပါတယ် အဲ့တော့အနာအနာမပါဘူးပန်းကြားလေးကလည်းဖြစ်ကျွန်တော်တို့မှန်းတယ်လို့ဖြစ်တယ်ဆိုရင်တော့ဒါလေးကလှတော်မှာဖြစ်ပါတယ်အခုဒီမှာပန်းကြားကျွန်တော်ဖြတ်နေတာဖြစ်ပါတယ်ပန်းကြားလေးကဖင်ဘက်မှာနော်အဲ့တော့ဒီမှာလည်းပဲစဉ်းစားရတယ်ပေါ့ဗျာနော်အဲ့တော့ဖင်ဘက်ကိုမထားတော့ဘဲနဲ့ကျွန်တော်ခေါင်းဘက်ကိုထားလိုက်တယ်ဘာကြောင့်လဲဆိုတော့ဖင်ဘက်မှာပန်းကြားရှိနေလို့ရှိရင်လည်းကျွန်တော်တို့ကတိတ်ပြီးတော့မှအတိတ်ပဲမရှိပါသေးတော့ကျွန်တော်ကဖင်ဘက်ခေါင်းဘက်လှန်လိုက်တယ်ပေါ့ဗျာနော်အဲ့တော့ဒါလေးကတော့ကျွန်တော်ပန်းကြားကိုခေါင်းဘက်မှာထားပြီးတော့မှဒါကခုနကတော့ နည်းနည်းများနေတဲ့ကောင်ကိုကျွန်တော်ဖြတ်ထုတ်ပြလိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်ဖြတ်နေတဲ့ဖြတ်ကုန်ကတော့ကျွန်တော်လောလောဆယ်မှာအခန်းထဲမှာတက်ရောက်တဲ့ကျွန်တော်အာယုံလေးနဲ့ကြောက်ဖြတ်နေတာဖြစ်ပါတယ်။အခုလိုမျိုးကြောက်ဖြတ်ကုန်လေးလိုချင်နေဆိုရင်တော့ကျွန်တော်ဂျိတ်တန်ရီကိုဆက်သွယ်လို့ရပါတယ်။ကျွန်တော်တို့ဝိုင်းတဲ့ဈေးထက်တက်တောင်းဈေးတက်တာမှာဖြစ်ပါတယ်ကျွန်တော်စီကဝယ်တယ်ဆိုရင်အဲ့တော့ဝိုင်းထဲမှာဈေးဘယ်လောက်ရှိလဲလို့ကျွန်တော်တို့စုံစမ်းလို့ရတယ်ကျွန်တော်စီမှာဝိုင်းနဲ့ကြောက်ဝိုင်းနဲ့ရဈေးထက်မန်လေးကြောက်ဝိုင်းရဈေးထက်တထောင်တက်တာပြီးတော့မှ ဖြတ်ခုံဝယ်လို့ရပါတယ်ဖြတ်ခုံကျွန်တော်တို့အခုကျွန်တော်တို့ဖြတ်နေတဲ့ဖြတ်ခုံပေါ့နော်ကြောက်သမားဆိုတာကတော့ကျွန်တော်တို့ဖြတ်ခုံလေးတခုံတက်မီလေးတစ်လက်ရှိတယ်ဆိုရင်ကိုပဲလုံလောက်ပါကြီးပါနော်ဒါကြောက်ပညာလေးလည်းကျွန်တော်တို့တိမိခောက်မိလေးရှိတယ်ဆိုရင်ရပါတယ်အဲ့တော့ဒါလေးကကျွန်တော်ခုနကပြောတဲ့မနက်ခင်းအခင်းဝိုင်းမှာလမ်းလျှောက်ထွက်ရင်းနဲ့အဲ့တော့ဒီနေ့လေးမှာဒီပီလိုထဲမှာလည်းကျွန်တော်လမ်းလျှောက်ထွက်တယ်လို့မသုံးမနဲ့မနက်ခင်းအခင်းဝိုင်းမှာလမ်းသွားရင်းဆိုတဲ့စကားလုံးလေးကိုကျွန်တော်သုံးပြစီနော်လမ်းသွားရင်းနဲ့ ဒါလေးကိုကျွန်တော်ဝယ်လိုက်တာပေါ့ဗျာနော်အဲအခုတော့ဟလာပန်းကြားလေးဖြစ်သွားပြီပေါ့ဗျာနော်အဲအပွင့်လေးတွေးလိုက်တဲ့အခါမှာအခုလိုလေဟလာကိုကကျွန်တော် ပြောသလိုပဲအရင်မများဘူးနော်ကျွန်တော်ပန်းကြားလေးကိုကောင်းပမာတင်လိုက်တာပေါ့နော်ဒါကျွန်တော်တို့မန်လေးကြောက်ဝမ်းနဲ့ဂျိတ်ဂျိတ်ရန်လေးဆိုင်ငန်းဖြစ်ပါတယ်အဲ့တော့ဒီကြောက်လေးကကျွန်တော်တို့မန်လေးကြောက်ဝမ်းမှာဒီနေ့28လ2025မှာတော့၄သိန်းဈေးထွက်ပါတယ်ဒါပေမဲ့ကျွန်တော်မယောင်းသေးပါဘူးဘာကြောင့်လဲဆိုတော့ ဒီပန်းကြားလေးကဆန်းပြားနေတာဆိုတော့ကျွန်တော်ဒါလေးကိုမယောင်းသေးပါဘူးပန်းကြားလေးကဆန်းပြားနေတယ်လို့ကောင်းစဉ်ပေးထားတယ်ကျွန်တော်ရဲ့ဂျိတ်တန်ရီလေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတန်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရီမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ